ဘင်္ဂလားပင်လယ်အော်စိတ်မာတင်ကျွန်းအနီးမှာငါဖက်နေကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါဖက်သမား၁၁ယောက်ကိုအရခတ်တက်တော် AA ကဧပြီလ၈ရက်မှာဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနဖြစ်တဲ့ Dhaka Tribune ကရေးသားထားပါတယ်။ဖမ်းဆီးခံရတဲ့ငါဖက်သမား၁၁ယောက်နဲ့အတူငါဖမ်းဆက်လီ၂စီးကိုလည်းစိတ်မာတင်ကျွန်းအနီးငါဖက်နေစဉ်မှာ AA နဲ့တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတယ်လို့ Technet ငါဖမ်းဆက်လီပိုင်ရှင်များအသင်းရဲ့အတွေ့အမှုဖြစ်သူအဘူကာလာက ပြောပါတယ်။ ဒါပြင်တခြားငါဖမ်းလေနစီလဲပျောက်ဆုံးနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ဖမ်းဆီးခံရတာရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။အခုဖမ်းဆီးခံလိုက်ရတဲ့ငါဖမ်းသမား၁၁ယောက်နဲ့ဆက်လေနစီကိုဧပြီလ၈ရက်နေ့ပိုင်းမှာဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတက်ကနပ်တူ BGB တပ်ရင်မှုဒုဗိုလ်မှူးကြီး MD အရှိကူရာမန်ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကငါးဖန်သမားတွေဟာရခိုင်ပြည်နယ်ပြင်အတွင်းငါးခုဖန်တဲ့အတွက်မကြာခဏဖမ်းဆီးခံရတာလည်းရှိပြီးအေအေနဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGP တို့အကြားဆွေးနွေးပြီးမှပြန်လည်လွှတ်ပေးမှုတွေပြုလုပ်တာဖြစ်ပါတယ်ရှင်။